။ဆာမဲလက်ရှိတွင်စစ်မှုထမ်းအပတ်စဉ်20ထိရောက်ရှိလာပြီဖြစ်ရာရှေ့တန်းပြန်တက်မတော်သားများ၏လိုအပ်ချက်များသည့်လေပုံမူများပြားလာပြီသည်။ထို့ကြောင့်အဆိုပါရှေ့တန်းပြန်တက်မတော်သားများအားစိတ်တက်အင်အားဖြစ်စေရန်နှင့်ဝိညာဉ်ရေးခွန်အားရစေရန်အလို့ငါဆရာဂျော့ရှုအေးမှဦးစီး၍ဝူပြူဆူတောင်ပေးပွဲနှင့်ဂျိုင်းတောင်များလမ်းလျှောက်တုံများပေးအပ်ခြင်းလူတန်းပွဲအားရန်ကုန်မြို့ရှိအိဇန်လန်တာဝါတွင်ပြုလုပ်ခဲ့ကြောင်းကျွန်တော်တို့သတင်းဌာနမှသတင်းရရှိပါသည်။ အဆိုပါခန်းသားတို့ဘာကဆော်မင်းထွန်းနဲ့တက်ချုပ်ကြီးကိုယ်တိုင်တက်ရောက်လာခဲ့ပြီးထူးကြကြပါဘာကဆော်မင်းထွန်းမှလမ်းလျှောက်တုတ်ဖြင့်လမ်းလျှောက်နီးတက်ချုပ်ကြီးမှဂျိုင်းတောက်ဖြင့်ရှောက်လန်းနီးများကိုလက်တွေ့ကြကြသရုပ်ဖို့ပြသခဲ့ခြင်းဖြစ်ကတက်မတော်သားများပေါ်ထားရှိသောတက်ချုပ်ကြီး၏စေတနာကိုလည်းအဆိုပါပွဲ၌လက်ခနဲမြင်တွေ့ခွင့်ရခဲ့ကြောင်းအဆိုပါပွဲသို့တက်ရောက်ခဲ့သောသူတို့ဦးမှဆိုပါသည်ထမှန်၍အဆိုပါပွဲသို့တက်ရောက်လာသော တက်မတော်သားတူမှလည်းတက်ကျုပ်ကြီးကိုယ်တိုင်ကဂျိုင်းတောက်ကိုဘလို့တုံးရမယ်ဘလို့ထောက်ပြီးဘလို့ရှောက်လန်းရမယ်ဆိုတာတွေကိုအသေးစိတ်ရှင်းပြတယုတ်ပြသွားတာဗျာမသိရင်သူတကယ်ဖြစ်နေတဲ့အတိုင်းပဲကျွန်တော်လည်းတက်ကျုပ်ကြီးကိုဒီလိုတွေ့ရတော့အန်အော်ပြီးဝမ်းသာလို့ကိုမစုံဘူးဆိုပြီးပြောဆိုသွားကဆရာဂျော့ရှုအေးမအခမ်းအနားသို့တက်ရောက်လာတော့ဘက်ကဇွန်မင်းထုံးနဲ့တက်ကျုပ်ကြီးအားသူကျေးဇူးတင်ကြောင်းနဲ့တက်ကျုပ်ကြီးမှလည်းကာလာဒေတာနဲ့အညီဒါနပြုတ်ခဲ့သောဆရာဂျော့ရှုအေးအားကျေးဇူးတုံ့ပြန်သောအပြင်တနစ်စာစစ်မှုထမ်းကင်းလုံခွင့်ကတ်ကိုပေးအပ်ခဲ့ပြီးနောက်နေ့အတွက်တော့အာမမခံကြောင်း ပြောဆိုသွားခဲ့ပါတယ်။ဒီသတင်းနဲ့ဓာတ်ပုံအားပေးဖို့လာသူကတော့သတင်းအမှန်အမြဲယူအိုင်းမျက်ခုမှဖြစ်ပါတယ်။